vegan process ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးပါမယ်။ဒါပေမဲ့ခဏခဏလေးသူကပြန်ဖြစ်နိုင်တယ်။ဒီဟာဖြစ်ရင်ဘာလက္ခဏာတွေတွေ့ရလဲ။တချို့ကြတော့ခွာခြင်းတယ်ဒါလေးကိုမင်္ဂလာပါ။ဒေါက်တာအောင်လူဘလော့မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အဲ့တော့ကျွန်တော်တို့ဘလော့ကဘာအကြောင်းအရာလေးတင်ဆက်ပေးနေရလဲဆိုတော့သွားကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူတုဒါတွေအထွေထွေကျန်းမာရေးနဲ့ပတ်သက်တဲ့ဘူတုဒါတွေနဲ့ personal development နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုနေ့စဉ်မနက်9:00နာရီကနေစပြီးတော့တင်ဆက်ပေးနေရပါ။အဲ့တော့ အခုဒီနေ့ကတော့ကျွန်တော်တို့သွားချမ်းမာရင်နဲ့ပတ်သက်တဲ့အကြောင်းအရာအထက်ကကြီးကန်းပါဆက်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးပါမယ်။အကြီးကန်းပါဆက်ကကျွန်တော်တို့ကြားတော့ကြားဘူးကြမှာပါ။ကြီးကန်းပါဆက်ဆိုတာကျွန်တော်တို့ရဲ့နှက်ခမ်းရဲ့ထောက်ကလေးတွေမှာကျွန်တော်နှက်ခမ်းရဲ့ကောနာအောင်မောက်လို့ခေါ်တာပေါ့နော်။နှက်ခမ်းရဲ့ထောက်လေးတွေမှာကျွန်တော်တို့အရေခွန်ကွာတာပေါ့။နီတာအရေခွန်ကွာတာအဲတချို့ဟိုသွေးထွက်တာဒါမျိုးဖြစ်တာကိုကျွန်တော်တို့ကကြီးကန်းပါဆက်လို့လွယ်လွယ်ကူကူခေါ်တာပေါ့နော်။ တော့အင်္ဂလိပ်လိုကျွန်တော်တို့ဒီ medical အခေါ်ဝေါ်ရဆိုရင်တော့ angular ခီလိုက်တဲ့လို့ခေါ်တာပေါ့ဒါကျွန်တော်တို့ angular ဆိုတာကျွန်တော်တို့ဒီဘက်ဆက်ရဲ့ corner မောက်ပေါ့နှခမ်းရဲ့ထောက်ကခီလိုက်တဲ့ဆိုတာကျွန်တော်တို့ဒီနှခမ်းရောင်ချင်းပေါ့အဲတကယ်ပြောရင်တော့ဒါ angular ခီလိုက်တဲ့လို့ခေါ်တယ်မြန်မာလိုဆိုရင်တော့ကျွန်တော်တို့ကជីကန်းဘက်ဆက်လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ကဒီဟာဖြစ်ရင်ဘာလက္ခဏာတွေတွေ့ရလဲပေါ့ဒီជីကန်းဘက်ဆက်ဖြစ်ရင်တွေ့ရတဲ့လက္ခဏာတွေ အဓိကတွေ့ရတဲ့လက္ခဏာကတော့ကျွန်တော်ဒီနှခမ်းထောက်မှာဒီနှခမ်းပေါက်ပြဲတယ်တွေးထွက်တယ်နာတယ်အဲတချို့ရားတယ်အဲတချို့ကျတော့ခွာခြင်းနဲ့ဒါလေးကိုခွာခြင်းနဲ့ခံစားချက်မျိုးဖြစ်စေတယ်ပြီးရင်ကျွန်တော်တို့အဲအဖက်လေးကခွာလိုက်ရင်တွေးထွက်တာမျိုးဖြစ်နိုင်တယ်ဒါကကျွန်တော်တို့ဒါစီခန်းဒီမှာတွေ့ရတာ များတယ်ပေါ့နော်ကျွန်တော်တို့အဲစီကန်းတွေမှာလာပြရင်းနဲ့ဒါကတော့ကျွန်တော်တို့ဒီဒီသွားကျမ်းမာရေးအပိုင်းမှာတော့အရန်ကြီးအများကြီးတော့မတက်ဆိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ကဗဇက်ကြည့်တဲ့အချိန်သွားကိုကြည့်တဲ့အချိန်မှာကျွန်တော်တို့ကောက်ပြီးတော့တွေ့ရတာမျိုးပေါ့တွေ့ရတာမျိုး ရှိတယ်အဲ့တော့ဒါကကျွန်တော်တို့ကဒါလက္ခဏာတွေလက္ခဏာတွေပေါ့အဲ့တော့သူ့ရဲ့ causes အကြောင်းရင်းအကြောင်းရင်းကကျွန်တော်တို့အဓိကကဒါကိုဖြစ်စဉ်ရဲ့အကြောင်းရင်းကအဓိကဗီတာမင် B ချိုးတဲ့တာပဲအများစုမေးလိုက်ရင်ဗီတာမင် B ချိုးသေးတာပဲ။ဘာဖြစ်လို့လဲကျွန်တော်တို့ဒီဗိုက်တာမင် B ဗိုက်တာမင် B ဓာတ်ကကျွန်တော်တို့ကဗမာအများဆုံးပါတာလဲဆိုတော့ကျွန်တော်တို့အသီးအရွက်တွေမှာအများအများဆုံးပါတာ။အဲ့တော့ကျွန်တော်တို့ကအမြဲတမ်းလူနာတွေကိုမေးလိုက်ရင်အဲအဲ့လိုလူနာတွေတော်တော်များများကအသားပဲအစားများတယ်။အသီးအရွက်အစားနည်းခြင်းဒါဆိုရင်သေချာတယ်ကျွန်တော်တို့ဒါကြီးကံပါဆက်ပဲ။အဲဒါတခါတည်းကောက်ချက်ချလို့ရတယ်ပေါ့နော်။အဲ့တော့တခြားကကျွန်တော်တို့ကဘလို့တခြားပါတယ် ဘိုင်းနဲ့ဆက်ဆက်မှုရှိသေးလဲပေါ့အဲ့တော့အတက်အရွယ်ကြောက်ပေါ့အဓိကတချို့ကြောက်လဲအတက်အရွယ်ကြောက်အတက်အရွယ်ကြီးတဲ့လူတွေမှာလဲတွေ့ရတတ်တယ်အများစုတွေ့ရတော့ကလေးနဲ့အတက်အရွယ်ကြီးပိုင်းတွေမှာတွေ့ရတတ်တယ်အတက်လက်ပိုင်းမှာတွေ့ရတာရှားတယ်အတက်လက်ပိုင်းမှာတချို့တွေ့ရတာလည်းရှိရတချို့ကြောက်တော့အသီးအရွယ်လုံးဝမကြိုက်ဘူးအသားပဲစားတဲ့လူမျိုးမှာဆိုရင်လဲဒါအသားကြီးပဲစားတဲ့လူတချို့လုံးဝအသီးအရွယ်မကြိုက်တဲ့လူတီးတန်းရှိတယ်အဲ့လိုမျိုးဆိုရင်လဲတွေ့ရတတ်တယ်အဲတချို့အသက်အရွယ်ပေါ့ဒါကတော့ဟိုတခြားဆက်ဆက်တဲ့အကြောင်းအရာဆိုရင်တော့ကျွန်တော်တို့ကဒီ အသက်အရွယ်ကြီးတဲ့လူတွေမှာတွေ့ရတတ်တယ်အသက်အရွယ်ကြီးတဲ့လူမှာမှကျွန်တော်တို့ကဘဲလန့်ဒါရိုက်မစားတဲ့လူတွေမှာတွေ့ရတတ်တယ်အဲနောက်တစ်ခုကကျွန်တော်တို့စလိတ်တောင်းရင်လည်းတွေ့ရတတ်တယ်ပြောတယ်စလိတ်တောင်းရင်လည်းတွေ့ရတတ်တယ်အဲကျွန်တော် HIV အာ AIDS ယောဂရှိတဲ့လူတွေမှာလည်းတွေ့ရတတ်တယ်ကင်ဆာယောဂတွေမှာလည်းကျွန်တော်တို့တွေ့ရတတ်တယ်ဒါကတော့ကျွန်တော်တို့ကတွေ့ရတယ်အကြောင်းရင်းပေါ့နော်ဒါဒါဒီဟိုဖြစ်နိုင်တဲ့အကြောင်းရင်းလေးတွေပေါ့ ဲ့တော့ကျွန်တော်တို့ကအိမ်သွင်းကျွန်တော်တို့ဘယ်လိုကူးကြမလဲအိမ်သွင်းဘယ်လိုကူးကြမလဲဆိုတော့ကျွန်တော်တို့ကဒီဗိုက်တာမင်အဓိကကဗိုက်တာမင် B ချို့တဲ့တာပဲဗိုက်တာမင် B ချို့တဲ့တာပဲဗိုက်တာမင် B ချို့တဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဗိုက်တာမင် B ဓာတ်များတဲ့အစားအသောက်ကိုစားပေးရမယ်အဓိကဗိုက်တာမင် B ဓာတ်ကဘယ်မှာအများဆုံးလဲဆိုတော့အသီးအရွက်တွေမှာအများဆုံးဗိုက်တာမင် B ဓာတ်ပါတယ်ဒါပေမဲ့ဗိုက်တာမင် B ဓာတ်ရဲ့အများဆုံးကမုန်ငင်းဖြူမှာဗိုက်တာမင် B ဓာတ်အများဆုံးပါတာ တော့ကျွန်တော်တို့ကတချို့အသီးအရွက်တော့စားတယ်အသီးအရွက်တော့စားတယ်ဒီအသီးအရွက်ရဲ့အာဟာရကိုအပြည့်အဝမရတာမျိုးလည်းရှိတတ်တယ်ဘလိုမျိုးအခြေအနေမျိုးမှာမရတတ်ဘူးလဲဆိုတော့ကျွန်တော်တို့ဟင်းသီးဟင်းရွက်ကို တချို့ကကြော်စားတာများတယ်ကျွန်တော်တို့ကဒီကြော်စားလိုက်ပြီဆိုရင် ကျွန်တော်တို့ရဲ့ဒီဒီဒီအရွက်တွေကိုကြော်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီဗိုက်တာမင်တွေကသူ့ရဲ့ပြိုကွဲတဲ့သူ့ရဲ့ temperature ရှိတယ် temperature ပေါ့ဒီ temperature ကိုကြော်သွားရင်ကျွန်တော်တို့ကအငွေ့ပြန်သွားအငွေ့ပြန်တော့တချို့ကကျွန်တော်ဟင်းသီးဟင်းရွက်တွေစားလာစားနေတာကြော်လော်စားနေရင်တော့ကျွန်တော်တို့ကဒီ vitamin D တွေကိုအပြည့်အဝမရနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကအဲ့လိုလူနာရီဆိုကျွန်တော်တို့ဆိုအမြဲပြောလေးရှိတယ် hot pot လို့လှုပ်တော့လိုက်ဆိုတာ hot pot လို့လှုပ်တော့လိုက်ဆိုတာတကယ်ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ကဒီအတီးရွက်ကိုရေလုံးပြုတ်စားရင်ရေလုံးပြုတ်တယ်ဆိုတာရေလုံးပြုတ်လိုက်ရင်ဒီရဲ့ကျွန်တော်တို့ဒီရေလုံးပြုတ်လိုက်ပြီဆိုရင်ကျွန်တော်ဒီကထွက်လာမယ် သူ temperature တစ်ခုရောက်ရင်ကျွန်တော်တို့ဒီ vitamin ဓာတ်တွေကထွက်လာမယ်ဒါပေမဲ့ထွက်လာပြီမဲ့ကျွန်တော်တို့ရေလုံပြုတ်ထားတာဖြစ်တဲ့အတွက်ဒီ vitamin ဓာတ်တွေကဘယ်တဲဥပဲပြန်ရောက်မလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီစွပြုတ်ဟင်းရည်တဲဥပဲပြန်ရောက်မှာအဲအဲ့ဒါကြောင့်ကျွန်တော်တို့အမြဲတမ်းကုတာဆိုလွယ်လွယ်လေးဗါတယ်ဆိုတော့ရေလုံပြုတ်တောက်လိုက်ဟင်းဟင်းကြီးဟင်းရွက်ကိုအသားပြန်အသားတော့ပုံမှန်စားပေါ့အသားတော့ဟိုရော့စားတာလည်းမဟုတ်ရတယ်ပုံမှန်တိုင်းစားလို့ရတယ်အသီးရွက်လေးနည်းနည်းပိုစားလိုက်ရင်ဒါကျွန်တော်တို့ဒီ ဒီ angular key light လို့ခေါ်တဲ့ကြီးကန်းပတ်ဆက်ကိုတိတိတတတတ်တာတယ်တိတိတတတတ်တာပါတယ်ဒါပေမဲ့အရွက်အစားအတာပြန်နေဝိုင်းရင်လည်းကျွန်တော်တို့ပြန်ပြီးတော့ဒီပြန်ဖြစ်တတ်တယ်သူကခဏခဏတော့ပြန်ဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကလွယ်လွယ်လေးအတီးရွက်ကိုမလုပ်မလဲဆိုတော့ရေလုံးနောက်ဆုံး hot pot လို့ပေါ့ရေလုံးပြုတ်စားလိုက်ရင်ဒီ vitamin B ရဲ့အာဟာရဓာတ်ကိုပြည့်ပြည့်ဝဝရရှိမယ် ဟမ်ပြီးရင်ကျွန်တော်တို့ဘာတွေလိမ့်လို့ရလဲဒီနှကန်းဖြစ်တဲ့နေရာမှာပေါ့နော်နှကန်းဖြစ်တဲ့နေရာမှာဘာတွေလိမ့်လို့ရလဲဆိုတော့ကျွန်တော်တို့ကစတီရိုက်ပါတဲ့လိမ့်ဆေးတွေတုံးလို့ရတယ်အဲတချို့ကျတော့ပက်ထရိုလီယမ်ဂျယ်လီတို့အဲတချို့ဘက်ဇလင်းတို့ဒါတွေလည်းလိမ့်လို့ရတယ်အဲလိမ့်လို့ရတယ်ဒါတွေလိမ့်ရင်လည်းကျွန်တော်တို့တတ်တာတယ်အဲတချို့ကျတော့နှကန်းကိုကျွန်တော်တို့အုံးစီလေးတွေလိမ့်ပေးတာမျိုးအဲဒါတွေလည်းကျွန်တော်တို့လုပ်လို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ရေမြဲမြဲတောက်ပေးတာ အဲဘာလို့လို့ကျွန်တော်တို့ treatment တွေမှာတခါကြီးကြရင်ရေရေတက်ပေါ့နော်ဝါသားဝါသားကျွန်တော်တို့ဒီ treatment ကလည်းတော်တော်လေးထိရောက်တယ်ထဲမှာပါတယ်ရေများများတောက်ရင်ဟိုတို့ကျမ်းမာရေးကောင်းနေရမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဒီကတော့အဓိကကကျွန်တော်တို့ကဒီ angular key light လို့ခေါ်တဲ့ဒီကြီးကန်ဘက်ကဇက်ကတော့အဓိကဖြစ်တဲ့အကြောင်းကြီးကတော့ကျွန်တော်တို့ကဒီ vitamin B ဓာတ်ချိုးတဲ့တာကြောင့်များတာအဲ့လိုဆိုတော့ဒီ vitamin B ဓာတ်ဒါဖြည့်နိုင်ရို့ဒါ အဆင်ပြေသွားလိမ့်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒါဟိုအိမ်သွင်းကုတယ်နေပေါ့ဒီဟာဖြစ်ရင်ကျွန်တော်တို့ကအိမ်သွင်းကုတာနဲ့တော်ယုံပျောက်တယ်ဟိုကြောက်စရာမရှိဘူးဒါပေမဲ့ခဏခဏလဲသူကပြန်ဖြစ်နိုင်တယ်ဟိုပျောက်လေပျောက်တာလေလွယ်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ဟိုဆရာဝန်တွေကုဆိုရင်တော့တော်တော်များများကကျွန်တော်တို့ဒီမှာဗိုက်တာမင် B supplement တွေပေးကြတယ်ပေးလိုက်ရင်တော့တော်ယုံဒါ ပျောက်သွားတာမျိုးရှိတာဗောနော်ဒါပေမဲ့တခုတော့ပြောထားမှာကျွန်တော်တို့ကဒါဖြစ်ပြီးရင်ခဏခဏတော့ကျွန်တော်တို့ကပျောက်တယ်ပြန်ဖြစ်တယ်ဒါလေးကတော့ကျွန်တော်တို့ကလဲနေမှာပဲဟိုကြောက်စရာတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ကဘာလုပ်ပေးရမလဲဆိုတော့အာဟာရကျွန်တော်ဘဲလန်ဒါရဲ့မျှတအောင်စားပေးရင်ဒါဒီဒီ angular key light လို့ခေါ်တဲ့ကြီးကန်းဘက်ဆက်ကတော့ဖြစ်တော့မှာမဟုတ်ဘူးဗောနော်အဲ့တော့အခုဗီဒီယိုလေးကနေပြီးတော့ဘူးဒုဒ္ဒတွေရရှိသွားမယ်လို့မျှော်လင့်ပါရယ်ဘူးဒုဒ္ဒတွေရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာသွားချက်မိုင်းနဲ့ပတ်သက်ပြီးသိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းအခုဗီဒီယိုလေးရဲ့ comment မှာအကြောင်းအရာလေးတွေရေးပေးခဲ့လို့ရပါတယ်သိချင်တဲ့အကြောင်းအရာလေးလည်းမေးလို့ရပါတယ်အမေးထားတဲ့အကြောင်းအရာလေးတွေကိုလည်းနောက်ဗီဒီယိုလေးမှာထပ်ပြီးတော့ကျွန်တော်တို့ sharing လုပ်ပေးပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်ကြပါစေခင်ဗျာ